အရန်အကြရဆိုတာမတ်တဲရသူ့စင်မပါလဲကိုရှစ်ထူးပါလို့ရှိရင် ရှူတင်ကိုလိုက်လာတယ်လိုက်လာပြီးရင်ဒီထမင်းကျွေးတာတို့ဘာတို့အကုန်လုံးသူကအရန်ပြူကြတာပေါ့နော်ဆိုတော့ကိုကကြည့်နေရင်းနဲ့အာသဘောကြရတယ်ကိုနကိုရေချစ်ရတဲ့အစုံတွဲလေးဖြစ်တယ်အမြဲတမ်း care တာအမြဲတမ်း take care တာဒီစိတ်နေတော့အများကြီးကြည့်တာတောက်လျှောက်တောက်လျှောက်ကိုစိတ်ကြရှူတင်မလာနိုင်တဲ့ရက်တွေဆိုလို့ရှိရင်လည်းအမြဲတမ်းဖုန်းပြောနေရ ာမီနဲ့တေတွေကိုသူမိဘာလေးလုံကြဖြစ်နေတာလဲနော်မာမီတို့သူမိဘာမချိုက်ဘူးလဲသူမိရင်ထဲမှာရှိတဲ့အတိုင်းပြောပါလားဇလန်ရိုက်နေတဲ့အချိန်အတော်တွင်ထောက်လျှောက်ပေါ့နော်ကိုရွှေထူရောမန်းအင်းမြတ်သူရောနှစ်ယောက်စလုံးကကြိုက်ကွင်းမှာရောဒီရိုက်နေတဲ့အချိန်မှာတော့ကိုယ်တမီးလေးတယောက်လိုမျိုးညွန့်ညွှဲထွေးထွေးဆက်ဆံခဲ့တဲ့အခါကျတော့နောက်ပိုင်းသူတို့နှစ်ယောက်ရံဖြစ်တဲ့အခန်းလို့ ဒီလိုမျိုးအဲဘရာဝဇာဖြစ်တဲ့အခန်းတွေမှာဆိုရင်ကိုကိုယ်တိုင်သမီးတယောက်လိုမျိုးခံစားရတယ်ပေါ့ကို့အဖေနဲ့အမေနဲ့အဆင်မပြေဖြစ်တယ်ဆိုရဲခံစားချက်ကိုတကယ်ခံစားရပြီးတော့တကယ်စိတ်သက်ကြရတယ်ပေါ့နော်အဲ့အခန်းရိုက်နေတဲ့၂ရက်၃ရက်မှာကိုကိုယ်တိုင်လည်းတကယ်စိတ်သက်ကြရမျိုးခံစားရခဲ့ရတယ်ပေါ့အပြင်မှာတော့အဖေနဲ့မင်းကအရန်ရူတဲ့အထဲမှာပါတယ်ပေါ့နော်ဆိုတော့ကိုနဲ့ကနည်းနည်းတော့တိတ်တော့မတူဘူးဒါပေမဲ့လို့ ဝင်ပြီးတော့တရုတ်ဆောင်ရတဲ့ခါမှာဒီနှစ်ရက်သုံးရက်အတွင်းမှာဒီကောင်မလေးတယောက်ရဲ့ခံစားချက်ကိုအစစ်အမှန်ရခဲ့ပါတယ်ဟုတ်တော့ကိုကျင်းစာပြီးလဲကိုရဲ့ဒီအောက်မှာလာမှတ်နေတဲ့သူတွေအတွက်ပေါ့လေအာဒီလိုမျိုးလာမှတ်နေတဲ့သူတွေအတွက်ဆိုတချို့ဆိုလို့ရှိရင်သူတို့ကိုယ်တိုင်လည်းစိတ်ကြတဲ့ယောဂါကိုခံစားခဲ့ရတယ်ဒီကောင်မလေးလူပဲပေါ့နော်သူတို့ကိုသူတို့နည်းနည်းစိတ်လွတ်သွားတဲ့အထိတောင်မှဖြစ်ခဲ့တယ်ဆိုတာလေးကိုကြားရတဲ့အတွက်ကြောင့်မို့လို့အဲမဖြစ်ရတော့အဓိကကတော့ကိုယ်စိတ်ကိုကိုပြန်ပြီးတော့တိဆောက်ပါ အအဓိကစိတ်ဓာတ်မကျနဲ့ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ကိုယ့်ကိုယ်ကိုအကောင်းဆုံးပြန်လဲတိဆောက်ဖို့အတွက်တော့မေဖြောကတော့စကားလေးပါချင်ပါတယ်ဟုတ်မမကြီးဒေဒီကြောင့်ထွက်သွားတာလေဒေဒီရောတီးရတာလည်းဘာလို့မတီးတယောက်ဆောင်နေတာလဲဒေဒီဘာလို့မမကြီးကိုမတားတာလဲဒေဒီမားပါတယ်တမီးရောဒေဒီမားပါတယ်ပြောရလို့ရှိရင်တော့ကိုရွှေထူက အရန်အသက်မကြီးသေးဘူးပေါ့နော်မကြီးသေးဘူးဆိုတော့ကိုယ့်အကိုအရွယ်လောက်ပဲရှိသေးတာပေါ့ဒါပေမဲ့ဒီကားထဲမှာအဲကာရက်တာအရာအသက်ကြီးထားတယ်အသက်ကြီးထားပြီးတော့ကိုကလည်း daddy လို့ခေါ်ရတဲ့ခါကျတော့ပထမတစ်ဆင်းနှစ်ဆင်းရိုက်တဲ့အချိန်မှာနည်းနည်းလေးတော့တမျိုးလေးတော့ဖြစ်တယ်နှစ်ယောက်စလုံးပေါ့နော်ဆက်ဆက် shooting ဆက်ဆက်လာကျွန်တော်အောင်ဆိုအကိုကဟာတဲ့ငါတမီးကအဲ့လောက်ကြီးမယ်လို့မထင်တာအဲ့လိုမျိုးပြောရပေါ့အဲနောက်ပိုင်းကျတော့ရိုက်နေရင်းနဲ့ပဲဒါအသားကျသွားပြီးတော့ဒါအဆင်ပြေသွားတာပါဟုတ် အဓိကအချက်ကတော့အရန်အားကြရအရန်အားကြရဆိုတာမတ်တဲရသူ့စင်မပါလဲကိုရှိထူးပါလို့ရှိရင်ရှူတင်ကိုလိုက်လာတယ်လိုက်လာပြီးရင်ဒီထမင်းကျွေးတာတို့ဘာတို့အကုန်လုံးသူကအရန်ရူကြတာပေါ့နော်ဆိုကိုကကြည့်နေရင်းနဲ့အာသဘောကြရတယ်ကိုနကိုရဲကချစ်ရတဲ့အစုံတွဲလေးဖြစ်တယ်ဆိုတော့ဒါမဲ့ character ရကိုကပြန်ဝင်ရတော့မယ်ဆိုလို့ရှိရင်ဒါအဖေနဲ့အာအဖေနဲ့ဖောက်ပြန်တဲ့မိန်းမနဲ့အာဒီမိန်းမကိုမုန်းတယ်ဆိုတဲ့ character ကိုပြန်ပြီးတော့မူသွင်းရတယ်ပေါ့ က်ကခဏနားလိုက်မတ်တရားခလေးလေးရေမုတ်လာစားဆိုမုတ်ကြွေးလိုက်နောက်ဆင်းကြတော့ဒီမိမကိုမုန်းတယ်လို့ပြန်ပြောရလိုက်နေဆိုနည်းနည်းတော့နည်းနည်းတော့ က်ခဲတာပေါ့နော်အဲ့ဒါရှူတင်မှာတော့အခုသမီးသားတွေသမီးတွေဆန်ပါသမီးတွေလည်းချက်ပေါ်လာအဲ့ထမင်းချိုက်လေးလည်းလာတယ်ဒီခါလေးကျရင် မုတ်လေးတွေစားတက်တာလေးအဲ့လိုမျိုးဝယ်လာတယ်အများရန်ဟုတ်အမြဲတမ်းခဲရတာအမြဲတမ်းထိတ်ခဲရတာဦးတိစိတ်နေတော့ဘယ်ရောက်ကြည့်တာတောက်လျှောက်တောက်လျှောက်ကိုစိတ်တာရှူတင်မလာနိုင်တဲ့ရက်တွေဆိုလို့ရှိရင်လည်းအမြဲတမ်းဖုန်းပြောနေတာဒီဘက်ကတစ်ဖက်ကအာအကြလိုက်တာချစ်ဖို့ကောင်းလိုက်တာဆိုရယ်စိတ်ကတစ်ဖက်အာဒီဘက်ကကြတော့ဟာမုန်းရမယ်ဆိုရယ်စိတ်ကတစ်ဖက်အဲ့လိုမျိုးဒီဟာလေးဖြစ်ခဲ တာပေါ့နော်မမျက်လေးနဲ့ရတဲ့ဒီကမှာအစုံရအစုံပဲပေါ့နော်အမေနဲ့ဆင်းနေတာပို့ပြီးတော့ညားတယ်ဆိုတော့မဖြစ်အခုမှတရုတ်ဆောင်အစ်စ်ပဲရှိသေးတာဆိုတော့ဒါတချို့ဟာတွေကိုတိတ်ပြီးတော့နားမလည်တာလေးရှိရပေါ့နော်မမျက်လေးကအစနဲ့အစုံအကုန်လုံးတင်ပေးရဂျီလိုပြောရမယ်အာဂျီလိုလောက်ရမယ်တမီးပါညာပေါ့အကုန်လုံးတင်ပေးပါတယ်အစပိုင်းမှာနည်းနည်းလေးအသားမကျခဲ့ပေမဲ့နောက်ပိုင်းကျတော့မမျက်လေးရဲ့ဒီဆွဲခုံမှုကြောင့်ပဲနည်းနည်းတစ်ဖြည်းဖြည်းနဲ့ပို့ပြီးတော့ငကိုထပ်ပို့ပြီးတော့အသားကျလာခဲ့ရပေါ့နော်